မင်းသားမင်းမီးချောလေးနဲ့အချစ်ဟာတာဇက်ကာကောက်ကောင်းလေးကြည့်ချင်တယ်ဆိုရင်တော့ဒီဝီဒီယိုလေးကိုဇွန်ကြည့်တော့ဇက်ကာရဲ့နာမည်လေးကတော့ War You Made Me မင်းသားနဲ့မင်းမီးကတော့မြန်မာနိုင်ငံပြည်သက်တီဟန်ဆောင်နန်းတွေကအိုဟာနီလို့တည်ကြတဲ့မင်းမီးလေးဂျောင်ဆိုမင်းမင်းသားကတော့ပါရာဆိုက်တွေကမင်းသားကြီးချွဲဝူစစ်တူကအဓိကပါဝင်ကြောက်ဆောင်ထားပါတယ်ဇက်လန်လေးဂျောင်ကိုတွားလိုက်အောင်ဇက်လန်လေးကတော့ဖို့ဖို့ဖွားလေးနဲ့ကြည့်လို့ရန်ကောင်းတဲ့အချစ်ဟာတာဇက်ကာလေးပါဇက်လန်လေးတို့မှာတော့မင်းသားကတော့အဖွားဖြစ်သူရဲ့ကုမ္ပဏီမှာ မာကနင်းဖွဲ့မှုဖြစ်လောက်ကိုင်းနေသူတရားပါဒီကတော့မင်္ဂလာဆောင်မှုတလားလို့မှာပဲလက်ထပ်မပုံတင်ထားတဲ့ချစ်သူဖြစ်သူပင်ဝူကျူကဖောက်ပြန်ခဲ့တာတီးလိုက်ရတာမို့လို့မင်္ဂလာမဆောင်ခင်မှာပဲကွာရှင်းမှုအကြောင်းဖန်လာပါတော့တယ်အဲ့ဒီချိန်မှာပဲမင်းသမီးမှာကန်ဆိုးကျင်းတွေကလာပါတော့တယ်ချင်းငွေနဲ့ငှားရတဲ့အကျဉ်စုပ်အိမ်ကလည်းစပုံးငွေတွေအလိန်ခံလိုက်ရပြီးတော့အကျွေးတွေနဲ့စုပုံကြံနေခဲ့တဲ့မယ်ရီတယောက် အဆိုပြီးရင်အကောင်းလာတယ်ဆိုတဲ့အခြေအတိုင်းပဲမင်းသမီးကမထင်မှတ်ပဲနဲ့ကုံတဲ့ရေတခုမှကန်စမ်းမဲမှာအဲ့ဒီချိန်မှာပဲချင်းစုလေးမောင်နှံနေနေထိုင်လို့ရတယ်1.5ဘီလီယံတန်တဲ့တောင်းဟောက်ကြီးတခုကိုကန်စမ်းမဲပောက်သွားပါတော့တယ်ရက်90အတွင်းလူမမိအောင်နေနိုင်မယ်ဆိုရင်ဒီ1.5ဘီလီယံတန်တဲ့အိမ်ကြီးရဲ့ပိုင်ရှင်ဖြစ်မယ်ဆိုတဲ့စိတ်ကူးနဲ့ မယ်ရီဒီယာကိုရီးစားဟောင်းနဲ့နာမည်တူတဲ့မင်းသားကိုခဏတခင်မိုးဟောင်းအပြင်ဟန်ဆောင်ပေးမလို့ကန်လန်းသွားတဲ့အခါမှာတော့ဘယ်လိုမျိုးအလွဲတွေဆက်ဖြစ်သွားမလဲဟာတလီတွေနဲ့ရောနောကြည့်ရမယ်ဇက်ကားလေးဖြစ်တဲ့အတွက်တနိနာပေးမန်းမန်းနဲ့မှုတွေကိုဖြေပြောင်းရင်းနဲ့ဒီဇက်ကားလေးကိုကြည့်လိုက်အောင်ဒီဇက်ကားလေးကိုတော့အော်တိုဘာလ10ရက်နေ့ကနေထုံလင်းပြသခဲ့ပြီးတော့အပိုင်းတွေနဲ့အဆက်နှစ်ပိုင်းပါရှိပါတယ်အခုလက်ရှိကတော့နှစ်ပိုင်းပြသထားပြီးပါပြီရေတင်နေနဲ့ကလည်းအိပ်ပွက်ဒီဒီအောင်ရရှိတာတဲ့ဇက်ကားကောင်းတွေတကားဖြစ်ပါတယ် ဒီတက်ကလေးကိုကြည့်ကြည့်နေဆိုရင်အပတ်စဉ်တောက်ကြစနေနေ့ညတိုင်း Home Mind TV channel မှာတို့မှာတွားကြည့်လို့ရတယ်လို့ကျွန်တော်ရဲ့ channel မှာလည်းလာကြည့်လို့ရပါတယ်ကျွန်တော် channel နာမည်လေးကတော့ Z Cinema 123ပါဒီဇက်ကလေးကိုကျွန်တော်အနေနဲ့ပြောပြရမယ်ဆိုတော့ကြည့်လို့ကောင်းပါတယ်ကျွန်တော်ကအဲ့လိုမျိုးအချစ်ဟာတာ romance ကားလေးကြိုက်တဲ့လူဖြစ်တယ်လားမသိပါဘူးကြည့်လို့တော့ကောင်းပါတယ်မင်းသားမင်းသမီးကလည်းတရုတ်ဆောင်ကောင်းတဲ့နီးနာမည်ကလည်းကြီးတော့ဒီဇက်ကလေးကပေါ့ပေါ့ပွားပွားလေးနဲ့ ချစ်ဟာတာကားလေးပေါ့ဗျာအလွဲလေးတွေနဲ့ပေါ့တေချာလေးကြည့်ရမှာအပိုင်းနှစ်မှနဲ့တင်းကိုလွဲနေရပြီဗျာအလွဲလေးတွေကကြည့်လို့ကောင်းပါနဲ့မင်းသမီးကတော့ပထမပိုင်းနှစ်ပိုင်းမှတင်းဇက်နာရတာပေါ့ဇက်နာလဲဆိုတော့ဘယ်တော့မှတနာကြရကောင်းတဲ့ကောင်းမလီတယောက်ဖြစ်နေတာပေါ့နော်အဲနောက်ပိုင်းဘလူတွေဆက်လာမယ်မင်းသားမှလည်းတိုက်ခိုက်တဲ့သူ့ရဲ့ညီကိုလိုပါလိုလိုပေါ့အဲချာမိပါပါခဲ့တဲ့ဒါတွေအဲ့လိုတိုက်ခိုက်တဲ့လူတွေလည်းရှိတယ်ပေါ့အဲ့လိုမျိုးဇက်လန်လေးတွေကမိုက်ပါတယ်မင်းသားလည်းပတ်ဆက်ရှိတယ်ချမ်းသာတယ်မင်းကြတော့ပတ်ဆက်မရှိဘူးပေါ့ဘွားကိုကြိုးစားနေရတယ်ကောင်းမလီတယောက်ပေါ့အဲမင်းသမီးအမေကလည်း မင်းသမီးရဲ့ရည်စားဟောင်းကိုအရင်ကသဘောကျတာပေါ့နော်သူတို့အဲဒီကောင်တို့ဆိုရင်ဆန်နေထုတ်ပြီးပြီးတော့ဖြစ်တဲ့အချိန်မှာအခုမှမှဘယ်လိုပြောမလဲသူတမီနဲ့ကွဲသွားတာမသိလိုက်ဘူးပေါ့အဲနောက်ပိုင်းဘယ်လိုမျိုးဒရမာလေးတွေလာမှာဆိုတော့စောင့်မျှကြည့်ရမယ့်ဇက်ကားလေးလည်းဖြစ်ပါတယ်ကျွန်တော်နေနေကြတော့ဒီကားလေးကိုကြိုက်ပါတယ်ကျွန်တော်နေနေကြတော့ rating ဘယ်လောက်ပေးရမလဲကျွန်တော် rating 8လောက်ပေးပါတယ်ကျွန်တော်နေနေကြိုက်ပါတယ်ဘာဖြစ်လဲဆိုတော့တောက်ချက်စနေနေ့မှာကြီးလို့ကောင်းတဲ့ဟာတာကားလေးလည်းဖြစ်တဲ့အတွက်ကြီးလို့ကောင်းပါတယ် ကဲဒီဇက်ကားလေးကိုကြည့်ချင်ရင်ကျွန်တော်ခဏပြောခဲ့လို့ပဲကျွန်တော်ရဲ့ channel လေးပါလေသွားကြည့်လို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးကိုချိန်နဲ့တက်တယ်ဆိုရင် like and share comment လေးလုပ်ခဲ့ပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်းဆုံတွေ့ကြမယ်နော်